ျွန်တော်တို့အနေနဲ့ငိုတန်လေးတစ်ခုကိုကြားလိုက်တာနဲ့အသက်သေစေနိုင်နေဆိုရင်တော်တော်လေးကိုမှကြောချမ်းစရာကောင်းတဲ့အဖြစ်ပြက်လို့ဆိုရမှာပါဒီကနေ့တော့တေကျင်းတရားကိုကြိုဆိုတဲ့ငိုတန်လို့ခေါ်တဲ့အာယာလန်ရဲ့ဘန်ရှီဆိုတဲ့နေရာလေးအကြောင်းကိုကျွန်တော်တို့ MNM မြန်မာ channel လေးကနေတင်ဆက်ပေးသွားမှာပါစိမ့်ဆိုတဲ့မြက်ခင်းပြည်တွင်နဲ့ရှေးဟောင်းရေတိုက်တွေထူထပ်စွာရှိတဲ့အာယာလန်ကျွန်းစီကိုခဏခီးသွားကြပါမယ်ဒီလိုမျိုးလှပတဲ့ကျောင်းနိုင်ငံမှာနှစ်ပေါင်းရာချီကြာအောင်လို့ရှင်တန်ခဲ့ပြီးတော့နှလုံးသားကိုပါအေးခဲစေနိုင်လောက်တဲ့ဒဏ္ဍာရီတစ်ခုကရှိလို့နေပါတယ်အဲ့ဒါကတော့ ဒဘမ်ရှိဆိုတဲ့အမျိုးသမီးဝန်ကြီးပဲဖြစ်ပါတယ်။အိုင်ယာလန်နိုင်ငံအခေါ်ရာကတော့ဘန်ရှိရဲ့အထိပ္ပယ်ကတောင်ကုန်းပေါ်ကအမျိုးသမီး၊နတ်သမီးအမျိုးသမီးဆိုပြီးတော့အထိပ္ပယ်ရပါတယ်။ဒါပေမဲ့သူမကလှပတော့နတ်သမီးတော့မဟုတ်ပါဘူး။တင်ကျင်းတရားကိုယူဆောင်လာတဲ့ကြောက်စရာအမျိုးသမီးအဖြစ်ကိုအိုင်ယာလန်မှာထင်ရှားပါတယ်။ဘန်ရှိဇလန်းဟာအိုင်ယာလန်တမိုင်းမှာခိုင်မာစွာအမြင့်တွေရှင်တန်နေပါတယ်။ ရှေခေအိုင်ယာလန်ရိုးရာမှာမိသားစုဝင်တဦးကွဲလို့ရင်ကီနာစ်လို့ခေါ်တဲ့အငှားငို့သူအမျိုးသမီးတွေဟာအတုပအခမ်းအနားမှာအာပါဒရာကိုငွေကြွေးမြည်ဟီလီရှိပါတယ်။ဒီလိုမျိုးအမျိုးသမီးတွေကပဲဗမ်ရှိဇလန်ဟာတဖြည်းဖြည်းပြောင်းလဲလာတယ်လို့ပညာရှင်တချို့ကလည်းယူဆကြပါတယ်။ဗမ်ရှိဟာရှေဟောအိုင်ယာလန်မျိုးနွယ်စုကြီး၅ခုနဲ့အထူးဆက်နွယ်နေတယ်လို့ယုံကြည်ကြပါတယ်။ဆိုလိုတာကတော့ဗမ်ရှိဟာတာမန်လူတွေအတွက်မလာပါဘူး။မျိုးရိုးစင်စံနာမည်ကျော်တဲ့မြင့်မြတ်ပြီးတော့အိုင်ယာလန်မိသားစုကြီးတွေအတွက်ပဲကိုလာရောက်ပြီးတော့တတိပေးလေးရှိပါတယ်။ ဗန်ရှီရဲ့အော်ဟစ်တဲ့အတန်ကိုကြားရတဲ့မိသားစုတွေဟာမကြခင်သူရဲ့မိသားစုဝင် တူဟာဝေးလန့်နေအရက်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်တည်ဆုံတော့မယ်ဆိုတာကိုကြိုတင်ပြီးတော့သိရှိရတယ်လို့ဆိုကြပါတယ်။ဗန်ရှီရဲ့ပုံတံကတွေ့မြင်ရသူတွေအပေါ်မှာမူတည်ပြီးတော့ကွဲပြားတတ်ပေမဲ့အဓိကအနေနဲ့ပုံစံ၃မျိုးရှိပါတယ်။တစ်ခါတည်းမှာအပြရောင်တစ်ခါတည်းရင်ကြရင်တော့အစင်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကရှေလျားရဲစပင်နဲ့အမျိုးသမီးငယ်တဝူးဖြစ်ကိုမြင်ရတယ်လို့ရှိပါတယ်။လူတော်တော်များများကတော့သူမဆိုရင် ရုပ်စိုးပန်းစိုးဖြစ်နေပြီးတက်ကြီးရွယ်ဦးပုံစံနေရတဲ့မျိုးလုံးတွေနဲ့ငိုယိုနေတဲ့မျက်နှာပိုင်းရှင်ဖြစ်ကုန်မှဖော်ပြတတ်ကြပါသည်။နောက်ပြီးတော့သူမဟာရှေးဟောက်အိုင်ယာလန်လူမျိုးစုရဲ့ဝတ်ဆုံတည်ဆုံးသူရဲ့အတုပကလထိုင်အယောင်နဲ့ဆင်တူတဲ့အဖြစ်ရောမိခိုးရောင်အဝတ်တွေကိုဝတ်ဆင်ထားလေးရှိပါသည်။သူမရဲ့အသွင်ပြင်ထက်ကိုပို့ပြီးတော့ထိတ်လန့်စရာကောင်းတာကတော့သူမကလူသားတို့ကိုဒါရိုက်ထိတွေ့ဖို့ဆိုရင်စူးစမ်းတဲ့အခါမှာသူမဟာဖုံဖုံတွေ့ မိကုံးငွေလိုမျိုးပျောက်ကွယ်သွားတတ်ကအဲ့ဒီသူကိုတော့ကန်ဆုံမှုမှောင်ကြစေတယ်လို့ယုံကြည်ကြပါတယ်။ဘန်ရှီရဲ့ဒီကလက္ခဏာတွေကတော့သူမရဲ့ထူးခြားတဲ့အော်တန်ပါ။ဒီအော်ရဲ့အတန်ဟာဆိုရင်တော့တာမန်လူသားတွေရဲ့ငိုကြွေးတန်မျိုးတော့မဟုတ်ပါဘူး။ဝင်းမလူတွေဥတန်ညီးတွားတန်ဝမ်းနေချွေကွဲမှုတွေနဲ့ကြာရွံ့မှုတွေအားလုံးကိုရောဆက်ထားတဲ့အရန်ကမှစူးဝါးတဲ့အတန်မျိုးဖြစ်ပါတယ်။ဒီတန်ဟာနစီကိုဖောက်ထွင်းသွားနိုင်တဲ့အထည်ကိုစူးဝါးပြီးကြလာရတဲ့သူတိုင်းရဲ့နှလုံးခေါင်းတော့ကိုပါယုတ်တည်းဆိုသလိုရက်တန့်သွားနိုင်စီလောက်တဲ့အထိကောင်မှကြောက်စရာကောင်းပါ යි ဘန်ရှီရဲ့ငိုတန်ကိုကြားတဲ့အခါမှာဘယ်အရက်ကလာမှန်အတိအကျကိုမသိနိုင်ပါဘူး။ဘန်ရှီဟာမြဲတဲ့လူလူညီနေတဲ့အချိန်အထူးသဖြင့်ကတော့လာကွယ်ညားတွေမှာပေါ်ထွက်လာလေးရှိပါရင်။တချို့သောဇန်နဝါရီတွေမှာတော့ဘန်ရှီရဲ့ငိုတန်ဟာဝေးကွာနေရင်တော့အချိန်အနည်းငယ်ကျန်သေးတယ်လို့ဆိုပါရင်။ဒါပေမဲ့ငိုတန်ကအိမ်နဲ့အနီးကပ်ကိုကြားရပြီဆိုရင်တော့မိသားစုဝင်တဦးရဲ့တေဆုံးမှုဟာနိုင်ပိုင်းတွင်းမှာပဲဖြစ်လာတော့မယ်ဆိုတာကိုယုံကြည်ကြပါရင်။ဘန်ရှီဟာလာပါတဲ့အိုင်ယာလန်ဂျွန်ရဲ့မှောင်မိုက်တဲ့ဘက်ချန်ကိုကူစားပြုပါရင်။ သူမရဲ့အော်ဟစ်တဲ့အတန်ဟာကြော်ချမ်းစရာကောင်းပေမဲ့လို့တချိန်တည်းမှာဆိုသလိုပဲမတိမြဲမှုကိုတတိပေးနေတဲ့ကဘာပေါ်ကအထီးကျန်ဆုံးသောငိုတန်တစ်ခုလည်းဖြစ်နိုင်ပါသည်။